ထိုင်းတဲ့ကြံမှာတိတ်တိတ်လေးလာပြောနေလို့နဝဲလောင်ပြောင်လာခံနေရတဲ့သေဆူငိမ့်တဲ့ထူအန်လွင်အားလုံးမင်္ဂလာပါဆယ်လီတန်ညူပေးကနေပြန်လေးကြိုဆိုလိုက်ပါရီသေဆူငိမ့်ကနဝက်ကိုကျူးမဆိုင်တော့ဘဲနဲ့ရုပ်ရှင်မင်းသမီးဖြစ်သွားပေမယ့်သေဆူငိမ့်ကိုမိမိရသူတယောက်ကတော့နဝက်ပဲဖြစ်ပါရီနဝက်ကသေဆူငိမ့်နဲ့ပြဿနာတက်ပြီးနောက်မှာအမြဲတမ်းစောင့်ကြည့်နေပြီးတော့ဘာတွေလုပ်နေမလဲဆိုတာကိုလေ့လာနေတတ်ပါရီဒီရက်ပိုင်းမှာတော့သေဆူငိမ့်တို့ဆရာတစ်ပည့်တယောက်ကထိုင်းတဲ့ကြံမှာတိတ်တိတ်လေးလာပြောနေကြပါရီ မြန်မာနိုင်ငံရဲ့တကြံပွဲတော်ကိုငလင်းကြောင်မလို့ဖြစ်ကြတော့ပဲတိတ်တဆိတ်ဖြတ်တန်းနေကြပါရီတကြံကာလာနီးတဲ့အချိန်မှာငလင်းလှုပ်သွားခဲ့ပြီးတော့စောက်ထားတဲ့မန်တက်တွေကိုလည်းဖြတ်လိုက်ကြပါရီတချင်းတွေလည်းမဖွင့်ကြတော့ပဲစာနာမှုကိုပြသနေရပါရီအချို့တွေကတော့ထိုင်းနိုင်ငံကစုံခရံပွဲတော်ထိသွားရောက်ပြီးတော့လဲပတ်နေကြပြီးထိုင်းတကြံကမြန်မာတကြံတော့ပျော်စရာမကောင်းမှုဆိုပြီးတော့မပျော်နိုင်ဖြစ်နေကြပါရီထိုင်းနိုင်ငံကတကြံပွဲတော်ကစီကားနေလို့မြန်မာတွေကမြင်ပြီးအားကျနေတဲ့အချိန်မှာတဲဆုံရင်းနဲ့ဆရာအထူးတို့တခြားတစ်ပင်းနှစ်ယောက်လည်းထိုင်းတကြံမှာပျော်နေကြပါရီတဲ ုငိမ့်တဲ့ဆရာထုတို့နှစ်ယောက်ကထိုင်းတကြံမှာဘသူမှမသိအောင်ပြောနေတာကိုထိုင်းလူမျိုးတွေလည်းတွေ့တယ်လို့နဝက်လည်းတွေ့သွားပါတယ်။နဝက်ကသက်စုငိမ့်တို့ဆရာတပည့်နှစ်ယောက်ကိုလှောင်ရှည်နေပြီးတော့ထိုင်းတီလာတဲ့နေရာလားဆိုပြီးတော့လိုက်လွင်ပြီးတော့ပြောနေသူပါ။မြန်မာတွေအများစုရှိတဲ့နေရာမှာသက်စုငိမ့်တို့ဆရာတပည့်နှစ်ယောက်ပြောနေကြတာကိုနဝက်ကတွေ့ပြအောင်တွေ့သွားခဲ့ပြီးတော့သူတို့ပြောစရာတခုဖြစ်သွားခဲ့ပါတယ်။သက်စုငိမ့်ရဲ့ပြိသက်တွေကတော့နဝက်ကိုစိတ်တူနေကြပြီးတော့ပျောက်ခွင့်တောင်မရှိတော့ဘူးလားဆိုတဲ့စကားတွေနဲ့ရန်တွေ့ပေးနေကြပါတယ်။ မြန်မာနိုင်ငံမှာငလင်တန်ကိုခန်းစားရတဲ့ကြောင်းတဲဆုံငိန်ကတကယ်ပါလို့သိအောင်အင်္ဂလိပ်ဘာသာစကားနဲ့ speak out လုပ်ပေးထားသူပါတဲဆုံငိန်နဲ့ထူးဝဲလင်တို့ငလင်ပေးတဲ့ပြည်သူတွေကိုလည်းကုညီရမယ်ချိန်မှာကုညီပေးခဲ့ပါတယ်အလုံငွေတွေရအောင်ဒီပူပူထဲမှာလမ်းလျှောက်ပြီးတော့အလူခံပေးခဲ့ကြပါတယ်ရေများစွာကြောင်းအောင်ဒီပူထဲထိသွားပြီးတော့လူခံပေးတဲ့ငွေတွေကလည်းတင်းရချီရခဲ့ပါတယ်ရလာတဲ့လူငွေတွေကိုလည်းထိထိရောက်ရောက်လူတန်းပေးခဲ့ပြီးနောက်မှာထိုင်းတဲ့ဂျန်ကိုလာရောက်ကြတာပါ သူတို့နေရာထိုင်းကိုလာလေတာကငလင်းအလှငွေတွေနဲ့လားဆိုပြီးတော့တန်တရားဝင်ကြသူတွေလည်းရှိပါသေး။ဒါပေမဲ့ပရိသတ်အင်အားကများတာကြောင့်တဲဆူငင်းတို့ပျော်နေတဲ့ချိန်မှာသူတို့ရဲ့ပရိသတ်တွေကကိုစားဖြည့်ရှင်ပေးထားပါသေး။ဒီပုံတွေကအရင်ကသွားလေထားတဲ့ပုံတွေဖြစ်ပြီးနေရာလုံးကငွေကြေးပြည့်စုံပြီးသားဖြစ်တာကြောင့်ငလင်းလူငွေတွေကိုသုံးစရာမလိုပဲကိုပိုင်ငွေနဲ့သားလို့ရတယ်လို့သူပရိသတ်တွေကကောက်ဝယ်ပေးထားပါသေး။ဒါပေမဲ့လေးလာမှုအားကောင်းတဲ့သူတွေကတော့တဲဆူညီရဲ့သမီးပုံစံကိုကြည့်ပြီးဒီနေ့မှသွားလေထားတာဖြစ်တဲ့ကြောင့်ငင်းခုန်နေကြပါရဲ့ တဲဆူငိမ့်နဲ့ဆရာထူတို့ကတော့တို့ရဲ့အကောက်မှာဘာမှလည်းမတင်သလိုဖြည့်ရှင်းထားရလည်းမရှိသေးပါဘူး။ငလင်ကြောင့်လူများစွာကွင်လွန်သွားခဲ့ရပြီးအစိုးရရဲ့လည်းနိုင်ငံခြားပွဲတွေနဲ့ပြည်သူပွဲတွေကိုရနာထားပါရီ။အဲ့ဒီအချိန်မှာတဲဆူငိမ့်တို့ကတော့ထိုင်းတီတိတ်တိတ်လေးသွားပြောနေတာကြောင့်တို့နှစ်ယောက်ကမြန်မာလူမျိုးတွေသားမကထိုင်းနေရပါပြောနေကြပါရီ။ငလင်ကာလမှာအရန်ဝန်နေခဲ့ကြတဲ့ဆရာတပည့်နှစ်ယောက်ကအခုတော့ထိုင်းတကြံပွဲမှာရှမ်းပျော်ရွှင်နေကြတာကြောင့်တို့ရဲ့စိတ်ရဲမှန်ကိုသိသွားကြပါရီ။ငလင်ပေးတဲ့ပြည်သူတွေအတွက်လူခံပေးပြီးရောလူဆရာရှိရတွေကိုလူပေးပြီးနောက်မှာထိုင်းတကြံအထိ ောနေကြတဲ့ဆရာထူးတို့တပည့်နေရာပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီနေနုပညာရှင်တွေရဲ့ဒီနေ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။